ဆရာခင်များရဲ့ဆန္ဒနဲ့တနာကိုကွက်ကွက်ပြတ်ပြတ်သိချင်ပါတယ်။သဘောပေါက်လေအောင်ဥပမာနဲ့တကွာရှင်းလင်းပေးပါဆရာ။နိဗ္ဗာန်လိုချင်တာကိုတချို့ကဆန္ဒတချို့ကလိုချင်တာမှန်သမျှကိုတနာတီးခြားတဲ့အဖြေကိုမရပါဘူးဆရာတဲ့။အာကိုလေးစားလက်ပါဆရာဆိုပြီးမေးမြန်းထားရပဲဖြစ်ပါဆရာ။ဆန္ဒနဲ့တနာနဲ့တူမတူပေါ့ဗျာနော်။အမှန်တော့သူကဆန္ဒရောတနာရောပရမတ်ထတရားတွေဗျ။ဒါကစာပေသိနေပြောတာပေါ့နော်။ ဂါမေရှိဆိုတော့ယက်တိရွာတိဆိုတော့ခုနလိုလိုချင်တာဆိုတာနဲ့အကုန်သိမ့်ကျုံပြီးတော့နိဗ္ဗာန်လိုချင်တာလည်းတဏှာတွေပဲဖြစ်ကုန်တော့အမှန်တော့စာပေသိနေရှင်းရမှာပေါ့အဲ့တော့ပရမတ်ထတရားမှန်ရင်သူကလက္ခဏာရတပစ္စုပ္ပန်ပရထံဆိုတာဌာန်၄ဌာန်ရှိတယ်အဲ့ဒီဌာန်၄ဌာန်ကဗုဒ္ဓရဲ့လက်ပေါ်ထူပဲဗုဒ္ဓရဲ့တက်ခွဲကံပဲဒီကလက္ခဏာတွေမတူဘူးစန္ဒကိုကြည့်ရင် definition ပေါ့ဗျာဟိုဟိုကပြောရင်တော့ဝိဂျိုပေါ့နော်ဘာသာရေးနဲ့ပြောရင်တော့သူကကတုကမြတာလက္ခဏောစန္ဒောလို့ခေါ်တယ်မြန်မာလိုပြောရင်တော့ ပြုလုပ်လူကမြမတ္တကိုစန္ဒလို့ခေါ်တယ်ဒီသဘောတက်တက်လေးပဲပြုလုပ်လူကမြမတ္တဒီကိုစန္ဒလို့ခေါ်တယ်လောဘနဲ့မတူတာအဲ့ဒါအဲ့တော့ပြုလုပ်လူကမြမတ္တဆိုတာသဘောလေးရဒီသဘောလေးရနှုတ်မနေဘူးလားလို့တင်တယ်မဟုတ်ဘူးစန္ဒနဲ့သဘောသဘာဝကွဲအောင်သာသူ့ကိုထည့်လိုက်တာမတ္တလို့ထည့်လိုက်ပြုလုပ်လူကမြမတ္တလို့ထည့်စန္ဒအမှန်တန်အာကြီးတဲ့အရာ ဝိရိယသုံးပုံထဲမှာအဓိပတိ၄ပါးပဲရှိတယ်။စန္ဒဝိရိယစိတ်ဓာဝိမာန်တ။နောက်ပထမပါเนาะစန္ဒအဓိပတိဝိရိယအဓိပတိစိတ်ဓာအဓိပတိဝိမာန်တအဓိပတိပေါ့။နောက်ပြီးတော့သဗ္ဗညုတဗုဒ္ဓဘုရားအလောင်းတွေဓာတ်ရိပ်ယူရင် စုပန်တဲ့ခါမှာအင်္ဂါ၈ချက်ရှိတယ်။ပိစိကဗုဒ္ဓဆို၅ချက်ရှိတယ်။မဟာတဝကတွေဆို၃ချက်ရှိတယ်။အဲ့ဒီဘလို့ပဲအချက်ရှိရှိအဲ့ဒီထဲမှာစန္ဒမပါလို့မရဘူး။ဖြစ်ချင်တဲ့စန္ဒဆိုတာလေအမတန်အရေးကြီးတယ်။ဒါကြောင့်ကတုကမြတ်တာလက္ခဏောစံတော့ပြုလို့လူကမြတ်မတ္တလို့သုံးတာဒီပြုလို့လူကမြတ်ဆိုတာဒီအာနေချင်းဘုံမှာ မပြဘူးဒါကိုချင်းအောင်ရင်လုပ်ခဲ့ရတာเนาะဘာလို့လောဘနဲ့ကွဲကြံလို့ဒါပြင်လောဘကိုကြည့်လောဘရာလဲပရမတ္တတရားသူ့မှာလက္ခဏာရှိတယ်အဲ့တော့လောဘရဲ့လက္ခဏာကဘာလဲဆိုအာရမဏဥက္ခဟိတဥက္ခဟိတလက္ခဏောလောဘလို့ပြောတယ်အာယုံကိုစွဲယူတာဖမ်းယူတာအာယုံဖမ်းယူတဲ့သဘောအဲ့တော့အာယုံကိုဖမ်းယူတဲ့သဘောဆန္ဒကလည်းဖြစ်ချင်တယ်လိုချင်တယ်ဆိုတော့အာယုံကိုဖမ်းယူတဲ့သဘောရှိကြဘာကွာလဲဆိုတော့ကန့်ညှိမှုရှိတာနဲ့မရှိတာနဲ့ကွာ လောဘကကံ့ကျင်မှုရှိတယ်။ဘာကြောင့်လဲဆိုတော့လက္ခဏာကိုပြောပြပြီးရတ္တပစ္စုပ္ပန်ပရဋ္ဌံဆိုတာဤသောအကြောင်းကိုကြည့်ရင်လောဘရဲ့ပရဋ္ဌံကဘာလဲဆိုတော့အတ္တဒဒသနာပရဋ္ဌံလေ။အတ္တဒဆိုတာတာယာဝယ်ပိုင်းကိုပြောတာ။ဒသနာဆိုတာရှုမြင်တာမြင်တာပေါ့နော်။အဲ့တော့အာယုံရဲ့တာယာဝယ်အပိုင်းကိုရှုမြင်ပြီးဆွဲယူတာဆိုတော့သူကကံ့ကျင်မှုရှိတယ်။ဒါအစာပေတိုင်းသွားရင်ကွဲတယ်လက္ခဏာကွဲတယ်ပရဋ္ဌံလည်းကွဲတယ်ဤသောအကြောင်းလည်းကွဲ။လောကဥပမာနဲ့ပြောရင်တော့ပူရှင်းတာပေါ့။ လောလောပူနေတဲ့ဥကင်းပူကြီးရှိတယ်ပေါ့နော်မိတိုက်ကြတဲ့ဥကင်းအဲ့ဒီထဲကိုအသားတက်တစ်ခုကိုထည့်လိုက်အဲ့ဒီအသားတက်ကဘာလဲဆိုရင်တူးပြီးတော့ကတ်သွားတယ်ခွာလို့မရတော့ဘူးအသားထည့်ကြည့်ပေါ့နော်အဲ့ဒါလောဘရဲ့သဘောပဲကန့်ညင်မှုရှိတယ်စန္ဒရဲ့သဘောကအဲ့လိုမဟုတ်ဘူးအဲ့ဒီလောလောပူနေတဲ့ဥကင်းထဲကိုကြောက်ခဲတစ်လုံးပြစ်ထည့်လိုက်တယ်လမ်းခင်းကြောက်ခဲတစ်ခုပူတော့ပူမယ်ဒါပေမဲ့ကန့်ညင်မှုရှိဘူးကြောက်ခဲရဒီဥကကန့်ညင်မှုရှိဒါလောကဥပမာနဲ့ကွဲအောင်ပြောတာလောဘသည်ကန့်ညင်တဲ့ကျက်ပတ်တဲ့ချိန်ောင်းနဲ့ပူလောင်းတဲ့ဒါသဘောသူ့သဘောလေးပေါ့နော် ဒါပြင်နောက်တစ်ခုဥပမာပေးအဲ့ဒါပူရှင်းတယ်လေးသမားရဲ့ဥပမာလည်းပြတယ်လေးသမားတယောက်ကပြစ်မှတ်ကိုသူပြစ်မယ်ပေါ့ပြစ်မယ်ဆိုရင် तू ကဘာလုပ်တယ်မြားတန်ကိုကောက်ယူရတယ်အဲ့ဒီမြားတန်ကိုကောက်ယူခြင်းဒီလိုချင်မှုသဘောပဲဒါပေမဲ့ तू ကလောဘမဟုတ်ဘူး तू မှကန့်ကြီးမှုမရှိဘူး तू ဘာလုပ်မှလဲဆိုတော့ပြန်ပြစ်လွတ်မှာဒီသဘောကိုပေါ်အောင်ပြောတာထုံနည်းတူစွာပဲကျွန်တော်တို့ဥပမာနဲ့ပြောမယ်ကျွန်တော်ဒါနတစ်ခုလုတ်ချင်တယ်။အမကထင်စင်ငန်းကတ်ချင်တယ်။တို့မဝါဆိုစင်ငန်းကတ်ချင်။ဘာလို့ရမလဲ။ငွေရှာရမယ်။ပစ္စည်းရှာရမယ်။ ပစ္စည်းစုရမယ်ပစ္စည်းကိုရအဲ့ဒါလောဘနဲ့ရှာနေတာမဟုတ်ဘူးဘာလို့လဲဆိုတော့သူ့မှာပြန်လဲပြစ်လွတ်ဖို့စွန့်လွတ်ဖို့အတွက်ရှာနေတာဒီလိုကြွားသွားတယ်တရားအထုတ်မယ်သင်တန်းမတက်ရဘူးလားရိတ်တာမဝင်ရဘူးလားဒါလောဘနဲ့လုပ်နေတာမဟုတ်ဘူးဘာလို့လဲဆိုဒီမှာအဆုံးချပြီးနိဗ္ဗာန်ကိုစေလွတ်တဲ့စိတ်နဲ့အထုတ်ဖို့အဲ့လောဘနဲ့ဆန္ဒကဒီအဲ့လိုမျိုးကြွားသွားတယ်နော်ဟိုသုံးဆက်တဲ့နေရာမှာလည်းမတူဘူးပေါ့ဗျာနောက်တစ်ခါကျတော့ကျွန်တော်ဒါနောက်တစ်ဆင့်ဖြင့်ပေါ့တို့ပြီးမှတက်ထားတဲ့ပုံစံတွေကသိတယ်ဆန္ဒဟာသူကပကိန်းစစ်တဲ့တဲ့ချင်းမှာပါတယ် ပကင်းဆိုတာရောရောပြွန်ပြွန်ပေါ့နှစ်ဖက်ရစီတသိပ်လို့ခေါ်တယ်ကုသိုလ်ဘက်မှာလည်းပါတယ်အကုသိုလ်ဘက်မှာလည်းပါတယ်ဆိုလိုတာကလှူကျင်တန်းကျင်တာလည်းဆန္ဒပဲဒီဘက်ကငားများကျင်တယ်ပိုကတောင်းကျင်တယ်အရက်တောက်ကျင်တယ်ဒါတော့ဆန္ဒပြောလို့မရဘူးလားသူရတဲ့အခါမှာရတယ်ဘယ်လိုအခါမှာရလဲဆိုတော့ကာမဝါစရကုသိုလ်တွေကိုလှုပ်ပြီးတော့မဟေကုကုသိုလ်ကိုတက်မှာပေါ့ဗျာဇံအားထုတ်မယ်ဇံရအောင်အားထုတ်မယ်ကုသိုလ်၃မျိုးရှိတယ်နော် ကာမကုသိုလ်မဟေကုကုသိုလ်လောကုသရာကုသိုလ်ဇံအားထုတ်တဲ့အခါမှာသူက ဇံကိုရပြီဟေးလို့ဆိုရင်ဇံမဆန်အင်္ဂါတွေရှိတယ်ပရမဇံဆို၅ခုပေါ့အချင်းမပြောမယ်နော်ဝိတဝိဇ္ဇရာပိဋိဒုက္ခဧကကတာပေါ့အဲ့ဒီလိုဇံအင်္ဂါတွေကဒီကနိဗ္ဗာန်၅ပါးကိုကာမေသနာနိဗ္ဗာန်ဗျာပါဒထင်ရှားမိတာဥဒိစ္စဝိသိကိစ္စပေါ့အဲ့ဒါကိုသူကလောင်မြိုက်တယ်ပေါ့နော်ရှုပ်လိုက်တယ်ပေါ့အဲ့ဒီလိုရှုပ်တဲ့အခါမျိုးမှာဆိုရင်ဆိုလိုတာကကာမေသန္တနိဗ္ဗာန်ဆိုတာဖြစ်တယ်ကာမဂုဏ်တရားတွေကိုတတ်မဲ့တဲ့အရာမျိုးဆိုရင်သူကခွဲပြောပြီအဲ့ဒါကိုကာမေသန္တလို့ခေါ်ပါတယ် ကုသိုလ်တရားတွေဆိုရင်ကုသလစ္ဆန္ဒတို့ဓမ္မစ္ဆန္ဒတို့အဲဒီလိုနေရာမှာကျတော့ခွဲပြားတယ်။တာမန်အဖြစ်ပြောရင်တော့ဆန္ဒသည်ပြုလုပ်လူကမြတ်တာဖြစ်တဲ့အင်အားအမတန်ကြီးတဲ့ကောင်းမှုကုသိုလ်ဘက်မှာပဲသုံးတယ်။လောဘသည်ကံ့ညစ်တဲ့ရစ်ပတ်တဲ့ခြိနှောင်တဲ့ပူလောင်တဲ့ဒီဘက်မကောင်းမှုအကုသိုလ်စေတသိက်ဖြစ်တယ်လို့ဒီလိုသူ့နေရာနဲ့သူယူပုံယူနည်းပေါ့။နောက်တစ်ခါသူမေးထားတယ်နိဗ္ဗာန်ကိုလိုချင်တာဆန္ဒလားလောဘလားလို့ပြော။အဲ့ဒါကနိဗ္ဗာန်ကိုလိုချင်တာကဆန္ဒ။ဘာဆန္ဒလဲပြောရင်တမာဆန္ဒနော်။ သမာဆန္ဒမှန်ကန်သောလူကျင်မှုတစ်ခုပေါ့နိဗ္ဗာန်ကိုလူကျင်တာလူကျင်တာပါတဲ့အတွက်လောဘလိုသုံးလို့မရအောင်လားဆိုမရဘူး။ဘာကြောင့်လဲလို့ဆိုတော့အဲ့ဒါလည်းစာသင်မှသိတယ်။စာမသင်မသိဘူး။ဟိုဟာရှိတယ်အာရမဏသင်္ကဟမှာပကိန်းပိုင်းပေါ့နော်ဒီဒီမှာသင်ထားတဲ့ပုဂ္ဂိုလ်ဆိုအဲ့မှာအာရမဏသင်္ကဟမှာအာရမဏနဲ့အာယုံအတွဲတွေရှိတယ်။အာယုံပြုလာရဲ့အာရမဏဆိုတဲ့စိတ်ရဲ့ပေါ့နော်အာရမဏိကဆိုတဲ့စိတ်။အဲ့ဒီမှာသူကခွဲပြားတာရှိရ။ကာမကိုအေကံအာယုံပြုတာ 25ပါ။ကာမကိုဧကံအာယုံပြုတာ25ပါ။မဟေကုကိုဧကံအာယုံပြုတာ6ပါ။တင်းညက်ကိုဧကံအာယုံပြုတာ21ပါ။နိဗ္ဗာန်ကိုဧကံအာယုံပြုတာ7ပါ။မလေးပါဖို့လေးပါဘူး။အဲ့ဒီထဲမှာခုနလောဘကမပါဘူး။နိဗ္ဗာန်ကိုအာယုံပြုလို့မရဘူး။နိဗ္ဗာန်ကိုဧကံအာယုံပြုတာဒီမလေးပါဖို့လေးပါပဲရှိတယ်။လောဘကပြုလို့မရဘူး။ဖြစ်စကားနဲ့ပြောရင်ပါလဲဆိုတော့ဆက်သွယ်မှုဧရိယာပြင်ပါပဲ။ နော်။ तू လှမ်းချိတ်လို့မရဘူး။ तू အာယုန်နဲ့မှဘူးမရှိဘူး။လောဘရဲ့အာယုန်နဲ့မှဘူး။နိဗ္ဗာန်ကိုလူကျင်တဲ့စိတ်ရှိကိုမရှိဘူး။ဒါဖြင့်အေကံမဟုတ်ရင်အနေကံရောဖြစ်နိုင်လား။အနေကံဆိုတာတစ်ခါတည်းရမို့ဖြစ်ဖြစ်ကောင်းသလားလို့ပြောရင်ဒါစာမပြန့်အောင်ပြောတာနော်။အဲ့လိုမျိုးပြောရင်လည်းပဲအကုသိုလ်စိတ်12ပါးထဲမှာပါတဲ့လောဘတည်း तू အာယုန်ပြုနိုင်ရင်အနေကံအာယုန်ပြုနိုင်ရင်ဟိုဘက်မှာမဲလေးပါဖိုလေးပါနိဗ္ဗာန်ဆိုတဲ့ကိုးကုကိုချွင်းလိုက်ရတယ်။စာစကားနဲ့ပြောရင်ကြံတဲ့လောကီစိတ်82ပါးကို तू အာယုန်ပြုနိုင်ရင်လောကုတ္တရာစိတ်နဲ့နိဗ္ဗာန်ကို तू လုံးဝအာယုန်မပြုနိုင်ဘူး။ အနေကံအဖြစ်တော့အာယုံမပြုနိုင်ဘူးပေါ့နော်အဲ့တော့အနေကံအဖြစ်အာယုံမပြုနိုင်ဘူးဆိုတော့အေကံတော့သိကြတယ်ပေါ့အနေကံတော့သူမရဘူးလို့ဆိုတော့ကျွန်တော်တို့ကြည်ညိုဖို့ပြောတာနော်ဩဃာတကရောကျွမ်းမကြီးကရောအတော်ကျွားကြောက်ပဲလေးပါးကတုံကပြောတယ်မလားမဲလေးပါးဖူလေးပါးနိဗ္ဗာန်ချမ်းသာတရားတော်မြတ်ကိုမဲလေးပါးဖူလေးပါးနဲ့နိဗ္ဗာန်ပဲပါတယ်ခုနကပြောတဲ့ဇံမဟခုကုသိုလ်တွေလည်းအမတန်အားကောင်းတာပဲအပိညာနေအဲ့ဒါတွေကိုဘာကြောက်ရပါလို့ပြီးလို့မထည့်လဲဆိုရင်အဲ့ဒီလောဘနဲ့အနေကံအာယုံပြုနိုင်တယ်လို့ เอกันတော့မပြုတ်နိုင်ဘူးအနေကံတစ်ခါတည်းရန်လောဘစီလေးနဲ့ဒီဇန်လေးပါလေးကိုလိုချင်တဲ့ဟာမျိုးဖြစ်မှာစိုးလို့တန်တန်ရှင်းရှင်းဖြစ်အောင်ရှင်းရှင်းစရာတော်ကြီးတွေဩကာသကတော်ကျူးမှာမယ်လီဘဖူလီဘနိဗ္ဗာန်ကိုပဲလှုပ်ထားတယ်နော်လောဘကနေဆက်သွယ်မှုဣရိယပြေပါသူနဲ့ဘာမှမဆိုင်တစုံတရာသောပုဂ္ဂိုလ်ကနိဗ္ဗာန်ကိုအာယုံအာယုံပြုတာလိုချင်တာလောဘဆိုရင်အဲ့ဒါမဟုတ်တော့နော်နိုးနေရွက်နဲ့ထမင်းစားတယ်ဒီပဲပြောသလိုဖြစ်မယ်နော်ကိုယ်ကာယတွေပဲနော်ဆရာနီးလည်းမကြဘူးစာနီးလည်းမရဘူးနော်ဒါကြောင့်အဲ့လိုလေးရှင်းရှင်းလေးနဲ့သိရပါတယ်ဖြေကြပါတယ်